လုံးပဲမင်္ဂလာပါရှင်ဒီရက်ကတော့ရှန်ခေါဆဲချက်မှာဖြစ်ပါတယ်ရှန်ခေါဆဲကိုခင်းချင်တဲ့အနေလေးနဲ့ချက်မှာဖြစ်ပါတယ်အသားကတော့စက်သားကိုသုံးထားပါတယ်အကျွန်တော်ချက်ပေးသွားတဲ့ခင်းချီသီးလေးတွေကြည့်ပြီးဆိုလို့ရှိရင်အသားလေးကိုထပ်ပြီးတော့ဆက်ပြီးတော့ချက်ပေးသွားပါမယ်အကျွန်တော်ချက်သွားတာဒီအနေသားလေးရောက်လာပြီဆိုလို့ရှိရင်ရပြီပေါ့နော်ဒါကတော့ဟင်းရဲ့ဖြစ်သုံးမဲ့ကြက်ရိုးပြုတ်အရင်လေးပဲဖြစ်ပါတယ် အရွက်အနေနဲ့ကတော့ပဲပေပေါက်လေးကိုတောင်းထားပါတယ်ဒီနေရာမှာကိုကြိုက်တဲ့အရွက်ကိုတောင်းလို့ရပါတယ်ပဲပေပေါက်ကိုရင်နှင်းနဲ့9မိနစ်လောက်ဆင်ထားပေးပါမယ် ။ဒါလည်းကတော့ထဲမဲ့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်။အာပစ္စည်းလေးတွေကတော့တိတ်ပြီးတော့မဆောင်ဘောနော်ရှိတာလေးနဲ့ချက်စားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ။ရန်ကုန်မှာအခမလေးချက်တဲ့ရှောင်းခေါက်ဆွဲပေါ့နော်။အရန်နဲ့မှလည်းစားလို့ကောင်းပါတယ်။အဲကြာချင်းအဖြစ်တော့လည်းတိတ်ပြီးတော့မကြောက်ဘောနော်။တဏ္ဍာရီလောက်ပဲဆိုတော့အလုံးပဲချင်းရှင်းလို့ရှိရင်ချက်စားကြည့်ကြပါရှင်။အဲကျမတို့အဖက်ကကြတော့တရောက်ကအတုတ်တပွဲအရေးတပွဲနဲ့နှစ်ပွဲစီစားပလိုက်ပါတယ်။အလုံးမဲကြည့်ပြကြလို့ကျေးဇူးများရည်တင်ပါတယ်။